ဒီအစားအစာကတော့အမေရိကန်နိုင်ငံတရုတ်တန်းကလူကြိုက်များတဲ့လမ်းဘေးအစားအစာတစ်မျိုးပဲဖြစ်ပါတယ်။သူ့ရဲ့တန်ဖိုးကလည်းဒေါ်လာပဲပေးရပါတယ်။ခရမ်းသီးကိုအရသာရှိအောင်ဘလို့ပြုတ်လုထားတယ်လဲကြည့်ကြရအောင်။အရင်ဦးဆုံးခရမ်းသီးကိုနည်းနည်းရှိပြီးနှုတ်ထွားတဲ့အသီးကိုရွေးရပါတယ်။ဒါမှသူ့ရဲ့အတွင်းသားဟာနူးညံ့ကအစ်စ်လေးတွေကလည်းအလွန်သေးငယ်ကအရေးရွှမ်းမှာဖြစ်ပါတယ်။ ီနေ့ကူဒီနေ့စားတာကတော့အကောင်းဆုံးပါပဲခရမ်းရောင်ရင်းရင်ကိုပျောက်လက်တောက်ပနေတဲ့အသေးကိုရွေးချယ်ရမှာဖြစ်ပါတယ်အနှဲငယ်ဖြစ်ကြည့်လိုက်ရင်အသားပြန်ကန်တက်လာတာမျိုးဟာအထင်းမှာအဆိုတဲ့ပြေဝနေလိုပဲဖြစ်ပါတယ်ရေတန်းနဲ့အပြင်ခွန်ကိုဖြင်းင်းစွာစေးကြောရပါမယ်အပြင်ကိုပောက်ပြဲသွားတာမျိုးမဖြစ်အောင်ဂယုဆိုက်ရပါမယ်ထိုးနောက်ခရမ်းသီးကိုအလဲကခွဲချရပါမယ်အကုန်ခွဲမချရပါဘူးဒါမှခရမ်းသီးမိခင်တဲ့အခါတည်းကိုအစာထည့်လို့ရမှာဖြစ်ပါတယ် ခရင်သေးကိုမိဖို့ပေါ်ပူချိန်တအားမပြင်းစေပဲ၈မိနစ်မှ၁၀မိနစ်ခန့်ကင်ကလိုအပ်တဲ့အရာသာမှုန်ငန်းပြရည်မုံဖက်ချက်ဥစက်တုံဖြူစက်တုံမြိတ်မြေုပ်သည်အသားနှုတ်နှုတ်ဆင်းစသည့်ဖြင့်ကိုကြိုက်နှစ်သက်သလိုထဲကစားသုံးကြပါရယ်အတွင်းသားကနူးညံ့ကအပြင်ခွန်ကမိကင်နဲ့တင်းပါရယ်တစ်ချက်ကိုက်လိုက်တာနဲ့နူးညံ့ပြော့ဤကစားလို့ကောင်းလာပါရယ်စက်တုံဖြူအနှစ်ကရန်သီးထဲမှာပျော်ဝင်ကအရာသာရှိလာပါရယ်